ကျွန်းခေါင်းစဉ်နဲ့ကြပြာတွေရီးခဲ့ဆောင်းပါအမှတ်1ဟုတ်ပါတယ်ကျွန်းတွေအကြောင်းစဉ်းစားမိတိုင်းကျွန်းဆိုတဲ့ခေါင်းစဉ်နဲ့ကြပြာတွေမကြာခဏရီးပြစ်ပါတယ်ကျွန်တော်လူငယ်တုန်းကအရှိတောင်တိုင်းစစ်ဌာနချုပ်တွေကအီဝမ်ရာထူးရှိတဲ့ဒုဗိုလ်မှူးကြီးတယောက်ရဲ့သားနဲ့မိတ်ဆွေဖြစ်တဲ့တငယ်ချင်းလို့မတုံးပါ သူနဲ့ တငယ်ချင်းမဟုတ်ပါ ကျွန်တော်တငယ်ချင်းတယောက်စီကတစ်ဆင့်ခင်မင်းရင်းနီးမိတ်ဆွေဖြစ်ခဲ့ခြင်းပါ တိုင်းဌာနချုပ်ထဲကသူတို့နေတဲ့ဘုံမှုအိမ်တွေအထိသွားလည်ခဲ့ဘူးပါတယ်သူ့ဘုံမှုကြီးသားနဲ့ရင်းနီးရာက သူ့မိသားစုနဲ့ပါရင်းနီးခဲ့တယ်ဒါကြောင့်စစ်သားတွေရဲ့ဘဝကိုရင်နာနာနဲ့တွေ့ခဲ့လေလာတွင်ကြုံခဲ့တယ်ကျွန်တော်တို့ကလူငယ်ဆိုတော့ လေကြတောက်ကြစားကြပျော်ပါကြပေါ့သူတို့အင်ကကားမောင်းလေးစစ်သားကိုမြင်လိုက်တိုင်းကြုံဆိုတဲ့စကလုံးကကောင်းတဲ့ရောက်လာတယ်သူတို့မိသားစုကိုယ်တိုင်လည်းကားဒရိုက်ဘာကိုကြုံလို့ဆက်ဆံတယ်ကြုံလို့ထားတယ်အဖက်လို့စကားပြောတာမျိုးတော့မလုပ်ပါစစ်သားတွေကိုမြင်တိုင်းကြုံဆိုတဲ့စကလုံးပြန်ပေါ်လာတယ် ကျွန်တော်တို့ကအပျော်ခရီးထွက်တယ်တတ်သုံးမာစတာဂျစ်ကိုသုံးတယ်တတ်သုံးတဲခိုအိမ်ဘင်္ဂလုမှာတဲတယ်တတ်ကဓာတ်စီကိုရောင်းစားပြီးအဲ့ဒီပတ်စံတွေနဲ့ပျော်ပါစားတော့ကြတယ်တနည်းမှာအဲ့ဒီလူငယ်မိတ်ဆွေနဲ့ကျက်ခမီနေတဲ့ကဆက်ဆဲကန်းကြီးကိုသွားတယ်လူငယ်မိတ်ဆွေကမျိုးသမီးတယောက် ခေါ်သွားတယ်ထုံးစံအတိုင်းစားကြတော့ကြပျော်ကြပေါ့စစ်တပ်သုံးမာစတာဂျစ် ဒရိုင်ဘာကတော့ချင်းဥပင်အရေးအောက်မှာကားရပ်ပြီးဒရိုင်ဘာကကားလက်ကန်ရှေ့မှာ အသင့်ထိုင်ဆောက်ရတယ်။ကားပေါ်ကဆင်းရဲမရှိ ခွင့်ပြုချက်မရရင်ဘယ်မှသွားခွင့်မရှိ။မကုန်ခန်းနိုင်တဲ့စားစရာတွေကျွန်တော်တို့စပွဲပေါ်မှာအပြည့်အရက်တွေကလည်းလူသလောက်ထဲတော့အလျံပဲဖြစ်နေတဲ့စားစရာတွေကစားမကုန်မကုန်တော့တဲ့စားစရာအကြံတွေဒရိုင်ဘာကိုပြီးစားဖို့မိတ်ဆွေလူငယ်ကို ကျွန်တော်ပြောမိတယ်။အဲ့ဒီခွေးတွေကိုဘယ်တော့မှမကြွေးနဲ့။စားလို့မကုန်ရင်အမိုက်ပုံနဲ့ပြစ်လိုက်လို့လေးလံမမာနဲ့ကျွန်တော်ကိုပြန်ပြောတော့ကျွန်တော်တော်တော်အံ့ဩသွားတယ်။သူကကျွန်တော်ကိုအမြဲတမ်းလီလီဆာဆာနဲ့ကိုကျော်ထွန်းလို့ခေါ်နေရပါ။ခုတော့လေးသံကမှမျက်တထားကတင်းဆိုတော့ကျွန်တော်အံ့ဩရခြင်းပါ။အထူသွားကြတဲ့ကျွန်တော်တငယ်ချင်းကငြိမ့်ငြိမ့်နဲ့ရှောင်သွားဖို့အထာပြတယ်။ကျွန်တော်ရှောင်သွားလိုက်တယ်။ကားဒရိုက်ဘာအဆင့်ဆိုတာအခုခေါ်လာတဲ့ အပျော်မယ်လောက်တောင်တံမိုးမရှိပါလားလို့တွေးမိတယ်ဒုဗိုလ်မူကြီးရဲ့သားကတော့မိန်းကလေးနဲ့အခန်းထဲမှာပျော်နေပြီပေါ့ကျွန်တော်တကယ်ချင်းနဲ့ကျွန်တော်ကကန်းကြီးဘက်သွားပြီးစကားပြောကြတယ်သူတို့ကကားဒရိုက်ဘာကိုလူလိုမဆက်ဆံဘူးကိုကျော်ထုံးက သူနဲ့ခင်တာတိတ်မကြသေးတော့မသိဘူးပေါ့ကျွန်တော်ကခင်တာကြာလို့သိနေပြီလို့စကားဆရင်ဒရိုက်ဘာကိုဘယ်လိုဆက်ဆံတယ်ဘယ်လိုထားတယ်ခိုင်းတယ်ဆိုတဲ့အကြောင်းတွေ ဆုံးအောင်ပြောပြပါတော့ရည်ကိုကျော်ထွန်းကသာဒရိုက်ဘာကိုတနာနေတာဒရိုက်ဘာကအဓုပုံမူကြီးအင်ကကားမောင်းရတာကိုပျော်နေတာလို့ပြောတော့ပိုအံ့ဩရပြန်တယ်သူတို့ဒရိုက်ဘာချင်းချင်းတွေ့တဲ့အခါငါကတော့ဘယ်ဘုံမူအင်ကကားကိုမောင်းတာစသည်ဖြင့်အာပါတရဂုံယူပြီးကျွန်ကျွားကြွားကြပုံတွေအကြောင်းတိလိုက်ရတော့ဒရိုက်ဘာကိုတနာခြင်းစိတ်ပျောက်သွားပါတော့တယ် နှစ်ကာလအကြာကြီးစစ်တပ်အရာရှိအတိုင်းဝိုင်းနဲ့ရင်းနှီးခဲ့တော့အောက်ခြေစစ်သားတွေရဲ့ကျွန်စစ်ပုံကို မြင်ခဲ့တိခဲ့တယ်။ဒေသပါတီခင်မှာပြည်နယ်အဆင့်ဒေသပါတီလူကြီးတွေနဲ့ရင်းနှီးခဲ့တော့အောက်ခြေအဆင့်ပါတီဝင်တွေကို ကျွန်နေရထားဆက်ဆံခဲ့တာမြင်ခဲ့တယ်။ပြည်နယ်အဆင့်ရဲမှူးကြီးနဲ့ခင်မင်ခဲ့တော့အောက်ခြေရဲတွေကို ခိုင်းပတ်နေရာမှာထားခဲ့တာမြင်ခဲ့တယ်။ဒါပေမဲ့ သူတို့အားလုံးကိုအတွင်းကြကြလေးလာတဲ့အခါအဲ့ဒီအောက်ခြေဆင်းအားလုံးက ကျွံလို့ရတာပျော်နေကြတယ်ကျွံလို့ထားကျွံစာကျွေးတာကိုလေအာပါတရကျဉ်နဲ့နေရတယ်ကျွံဆိုတဲ့ကြပြာကိုရေးဖွဲ့တဲ့အခါကျွံစစ်လို့ကျွံဖြစ်တယ်ဆိုတဲ့စာသားကိုကျွန်တော်ရေးခဲ့တယ်စာဖတ်သူတွေသဘောကျမှာမဟုတ်ပါ ကျွန်တော်ကကိုယ်တိုင်တွေ့ခဲ့တဲ့ကျွံတွေကိုကြပြာစိတ်ကူတဲ့အထိဆွဲခေါ်ခဲ့ပြီး ဂျုံဆိုတဲ့စကလုံးကိုရေးခဲ့တာပါဂျုံတွေကို အရင်ကလည်းမြင်ဘူးတဲ့အခုလည်းမြင်နေသေးနောင်လည်းမြင်ရဦးမှာပါလို့ကျွန်တော်သိနေတယ်ဂျုံကောင်းစင်တဲ့ကြပြာရေးတိုင်းစကလုံးတွေကကျန်းတယ်စာဖတ်သူမနစ်တက်တဲ့စကလုံးညားတယ်ဘာကြောက်လဲရှင်းပါတယ်သူတို့ကိုယ်တိုင်ကဂျုံဖြစ်ခြင်းဂျုံလုတ်ခြင်းဂျုံဖြစ်ရခြင်းအတွက်ဂုံယူနေကြသူတွေဖြစ်နေကြတာ ကျွန်တော်ကိုတွေ့ညီငယ်ရလို့ပါ သူတို့အားလုံးကျွန်စစ်လို့ကျွန်ဖြစ်နေကြခြင်းပါကျော်သူရင်ထွန်အမေရိက2024နိုဝင်ဘာ16ရက်နေ့ရေးသည့်